ရဲအတန်ကြာပြင်းထန်တိုက်ပွဲမရှိသေးမှာအင်အားစုဆောင်းနေတဲ့စစ်ကောင်မရှင်ကအခုရက်ပိုင်းစစ်ကြောင်းတွေခွဲပြီးတော့ကြောက်ဖြူကို ထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။စစ်ကြောင်းတစ်ကြောင်းကိုအင်အား400လောက်သုံးပြီးထိုးစစ်ဆင်လာတာဖြစ်ပြီးအာရခတက်တော်အေအေတင်းထားတဲ့စခန်းတွေအနီးထီချင်းကပ်လာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တိုက်ပွဲငြိမ်ချင်းစစ်တပ်ကအင်အားတိုးချဲ့ပြီးစစ်ကြောင်းခွဲရှေ့တိုးလာတာရှိတယ်။အေအေဘက်ကလည်းတက်လာသမျှဖြစ်တာပဲ။ စစ်တပ်ဖက်ကအထိနာပြီးတိုက်ပွဲနေမည်လဲပိုကျပြန့်လာတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကစစ်ကြောင်းခွဲပြီးတက်လာတဲ့စစ်ကော်မရှင်တပ်နဲ့အေရို့မင်းတက်တောင်နီးမှာတိုက်ပွဲပြင်းထန်ခဲ့ပါရယ်။စစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုအင်အားတိုးချက်ပို့ထားပြီးလှည့်လည်စစ်ကြောင်းထိုးတာကင်မွန်ဝိတာတွေပြုလုပ်ထားပါရယ်။စစ်ကော်မရှင်တပ်ဟာလက်ခမော်ဘက်ကနေ ကောတူကလပါတိစစ်ကြောင်းထိုးချီတက်လာတဲ့ပြင်ပြားတဲ့ကတ်တပြေဘက်ကနေလဲတပြူတောင်တဖန်းကဘက်တိစစ်ကြောင်းထိုးလှုပ်ရှားနေပါတယ်။ဒါအပြင်ဒညဝရီတဲ့ဌာနချုပ်ကနေဦးကင်းကြံချိုင်တိစစ်ကြောင်းရှေ့တိုးလာပြီးနန်းဖဲတောင်ကစစ်ကြောင်းဟာကန်နီလန်ဝဲနာတိရှေ့တိုးလာတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကကြောက်ဖြူတိုက်ပွဲကိုအလင်းမြန်လက်ဆတ်တက်လို့နေပြီးဆုံးရှုံးနေမျိုးတွေကိုပြန်လည်ဆူးမိုးနိုင်ဖို့အပြင်းထန်ကြိုးပမ်းနေပါတယ်။ စင်ရထောင်ချီကိုမြေပြင်စစ်ကြောင်းတွေမှာဖြန့်ခွဲအုံပြုထားပြီးအခြေဆိုင်တရင်နဲ့ရေတပ်ဌာနချုပ်ကနေလက်နက်ကြီးပစ်ကူစစ်သည်မော်ရီရဲ့လက်နက်ကြီးပစ်ကူတွေနဲ့တိုက်ပွဲပေါ်ဆောင်နေတာဖြစ်ပါတယ်။ဤပညာအားကိုပြီးတော့ drone တပ်ဖွဲ့တွေကိုလည်းစစ်ကြောင်းတိုင်းမှာထည့်သုံးထားပြီးတရုတ်ဤပညာရှင်တွေကိုပါခေါ်ယူအုံပြုနေတယ်လို့ထွက်ပေါ်နေတဲ့သတင်းတွေရသိရှိရပါတယ်။အေရဲ့တံပြန်ထိုးစစ်နဲ့စနိုက်ပါလက်ချက်ကြောင့် စေကောမရှင်ဘက်ကအရာရှိချို့ပောင်းဝင်တေဆုံထိခိုက်မှုတွေရှိနေပြီးပြီးခဲ့တဲ့အပတ်ကကြောက်ဖြူတိုက်ပွဲကတေဆုံနဲ့ဒဏ်ရာရစေကောမရှင်တပ်ဖွဲ့ဝင်180လောက်ကိုစစ်တွေကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။